တေချာစဉ်းစားကြည့်မကောင်းတာတွေကလည်းများလာတယ်မတည့်တာတွေကလည်းများလာတယ်ဒါတာဝေကဖြစ်เสียမကောင်းဘူးလားငငယ်တော့ကတော့မတည့်တာဆိုမရှိဘူးကုံစားနော်မကောင်းတာဆိုလည်းအကုန်မရှိဘူးကုံကောင်းအဲ့တော့ဒီလိုဖြစ်လာတဲ့အခြေအနေမျိုးကိုကိုယ်တိုင်သိရမှာပေါ့အဲ့တော့ကျန်တာတွေကမကောင်းဘူးကျန်တာတွေနဲ့မတည့်ဘူးဆိုရင်ကိုတည့်ဖို့အတွက်ကဘာလို့ဆိုလို့ရှိရင် တရားဓမ္မနဲ့တော့တည့်အောင်နေရမယ်ဟုတ်ကဲ့လားမျက်စိမကောင်းခြင်းနေခါမကောင်းခြင်းနေနားမကောင်းခြင်းနေကြောက်ကမကောင်းစေခြင်းနေနှလုံးမကောင်းခြင်းနေအသေးမကောင်းခြင်းနေမကောင်းအောင်စိတ်ကလေးကောင်းနေဖို့လိုတယ်ဟုတ်ကဲ့လားအဲ့ဒီစိတ်ကလေးကောင်းနေအောင်ဖရာပေါ်မှာနှစ်နှစ်ကာကယုံကြည်တဲ့တရားတရားလေးကောင်းနေဖို့လိုတယ် ဲ့ဒါလေးကောင်းနေလို့ရှိရင်ကျန်တာတွေကပြစ်ထားခဲ့ရမှာပဲကောင်းလည်းပြစ်ရတာပဲမကောင်းလည်းပြစ်ရတာပဲငငယ်ရယ်နဲ့တည်တော့လေကောင်းတော့ပြစ်ထားခဲ့တာပဲမဟုတ်လားခန္ဓာကိုယ်ကြီးဆိုတာငငယ်နဲ့တည်သွားတဲ့လူလည်းကောင်းတော့ပြစ်ထားခဲ့တာအသက်ကြီးမှတည်တဲ့လူကမကောင်းလို့ပြစ်ခဲ့တယ်ဆိုရင်ပဲငငယ်နဲ့တည်ရင် ကောင်းတာတော့ကောင်းတော့ပြစ်ထားခဲ့ရတာပဲဟုတ်ကဲ့လားအဲ့တော့ကိုယ်တတိထားမှာကအကောင်းဆုံးဖြစ်နေအောင်လုပ်ဖို့ရမှာတော့ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ထက် ရစာပြာကုံတွေရဲ့ထုံမှန်းပြီးတော့နေထားတဲ့စိတ်ဟာတဲ့ဘယ်တော့မှအောက်ကိုမရောက်စေဘူးမဟာနာမင်းကြီးကိုရစာပြာဟောထားတဲ့တုတ်တန်တစ်ခုရှိတယ်မဟာနာမပူနေတဲ့တိလနဲ့ထုံမှန်းထားတဲ့စိတ်တမာတိစွမ်းအားတွေနဲ့ထုံမှန်းထားတဲ့စိတ်ပညာစွမ်းအားတွေနဲ့ထုံမှန်းထားတဲ့စိတ်ဟာဘယ်တော့မှအောက်ကိုမကျစေဘူးဥပမာ